fiber optic cable တွေဆိုတာဘယ်လိုမျိုးလဲဒီလို fiber optic cable တွေထဲမှာကျွန်တော်တို့အလွန်ပါလွာတဲ့ glass strand ဒါမှမဟုတ် plastic strand တွေကိုထည့်ထားပြီးတော့အလင်းနှုံးနေနေကျွန်တော်တို့က data တွေကိုပို့ဆောင်ပေးတာဖြစ်ပါတယ် ျွန်တော်တို့ပုံမှန်သုံးဆွဲနေတဲ့ electronic data တွေကိုအလင်းအောင်အဖြစ် live weight ပြောင်းပြီးတော့အလွန်လင်းမြန်းတဲ့နှုန်းနဲ့ဒီကြိုးလေးတွေမှာဖြတ်ပြီးပို့ဆောင်တဲ့အတွက်ကြောင့်မို့လို့တာမန်ကျွန်တော်တို့အရင်တုန်းကအသုံးပြုခဲ့တဲ့ copper cable လို့ခေါ်တဲ့ကျွန်တော်တို့ G9 ရိုးတို့ကျွန်တော်တို့ဖုန်းကြိုးတွေမှာအသုံးပြုခဲ့တဲ့ copper cable အတွက်အလွန်လင်းမြန်းတဲ့ဆယ်ဆအလွန်လင်းမြန်းတဲ့နှုန်းနဲ့ကျွန်တော်တို့ data တွေကိုပို့ဆောင်နိုင်မှာဖြစ်ပါတယ် data တွေကိုတနည်းအားဖြင့်တနည်းအားအမြန်ဆုံးပို့ဆောင်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ video call live stream တို့ gaming စတဲ့နေရာတွေမှာ performance ကောင်းကောင်းနဲ့အသုံးပြုနိုင်သလို bandwidth အကြီးအမားဆုံးရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အိမ်ထဲမှာကျွန်တော်တို့အသုံးပြုတဲ့ device တွေတစ်ပိုင်းနဲ့ချိတ်ဆက်ပြီးအသုံးပြုလို့ရတယ်။ဒီပညာသစ်တွေဖြစ်တဲ့ metaverse တို့ video 8K resolution ရနိုင်တဲ့နေရာတွေမှာကျွန်တော်တို့ fiber cable ကမရှိမဖြစ်လိုအပ်နေတာပဲကြောင့် Optical Fiber တွေဟာပုံမှန်မြန်ဆန်ပုံမှန်စိတ်ချရာတက်တောင်းမှုနေပြီးတော့စိတ်ချလက်ချအသုံးပြုနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုပဲ 5G Internet Plan နေနဲ့တင်းရဲ့ Internet ကို upgrade လုပ်လိုက်ပြီ။